အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အကျွန်တော်ခုတခါမှာတော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးအားလုံးတို့က23ရက်3လ2025ကနေ29ရက်3လ2025အတွင်းမှာဂျုံတွေ့ရမယ့်တပတ်စာကတ်ဒီမာဟော့ကင်းကိုကနာတခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေပေါ့လေအဲဒီတပတ်တာကာလမှာဘလုတ်ကန်ဒီယာလေးတွေဂျုံတွေ့ရတက်လဲဆိုရင်အလောက်ကန်နဲ့ပတ်သက်ပြီးစပြောကြပါဆိုပြန်နော်အလောက်ကန်မှာဟိုပြည်ပထွက်ဖို့ကြိုးစားနေတဲ့ညီငယ်ညီမငယ်တွေရှိတယ်ဆိုရင် ဒီတမန်ကာလကပြည်ပထွက်ဖို့အကောင်းဆုံးသောအခွင့်အရေးကန်တရားရဲ့ထောက်ပံ့မှုအပြည့်အဝရတဲ့ကာလလို့ဆိုရမှာပေါ့နော်အဲ့တော့အလုံမရှိတဲ့သူတွေဆိုရင်ပြည်ပမှာအလုံထွက်လို့မဲ့သူတွေဒီကာလမှာရှောက်ပေါ့အင်တာဗျူးတွေပါတယ်ဖြစ်ရင်အောင်နေဆိုတဲ့ဂိမ်းမျိုးတွေမှာသွားပါတယ်ဗျအလုံရှာရင်အလုံတွေပါတယ်ရတတ်တယ်ဆိုတဲ့ဂိမ်းတွေမှာပါတယ်ပြည်ပထွက်လို့အကောင်းဆုံးသောကာလလို့ဖြစ်တယ်ထွက်ရင်လည်းသူကနှမျိုးထွက်လို့ရတာပေါ့လေအလုံနဲ့ပတ်သက်ပြီးတော့ပဲထွက်ထွက်အဲပညာရေးနဲ့ပတ်သက်ပြီးတော့ပဲထွက်ထွက်နောက်ခုတစ်လုံးအစဉ်ပြေတဲ့ထမှာပါပါတယ်ဗျနော်ဒါအပြင်အသက်ကြီးရင်းတဲ့သူတွေဆိုလို့ရှိရင်လည်းပြည်ပတွေမှာဖျားဝူးခီးတွေပါတယ်ထွက်ရတာပေါ့ အရုသမေဗုဒ္ဓဂါယဘုရားကူးတွေပါရရစသွားလာတာရရစဖြစ်ရတဲ့ကိန်းထဲမှာသွားပါတယ်ဗျာနော်ကောင်းပါတယ်ဗျာခီးကိစ္စကအဲရည်ရွယ်ပြီးလုပ်တဲ့ကိစ္စဖြစ်စီမရည်ရွယ်လည်းပဲလုပ်တဲ့ကိစ္စဖြစ်စီပေါ့လေသွားလာတဲ့ခီးကောင်းနေသွားတဲ့ခီးရပြန်လာပြီးနောက်ပိုင်းငွေချေးစီးပွားလုပ်လာပါလိမ့်ပါလက်ပွင့်သွားမယ်ဆိုတဲ့ကိန်းကြီးပါတယ်ခီးရအကောင်းသောခီးငွေချေးနဲ့ပတ်သက်တဲ့ခီးလေးတွေသွားပါလိမ့်မယ်ဗျာနော်စိတ်ပူစရာမလိုဘူးဒါအပြင်အလူကိစ္စမင်္ဂလာဆောင်ကိစ္စဒီဘာသာရေးနဲ့ဆက်နွယ်တဲ့ဘွဲတော်တွေနဲ့ပတ်သက်တဲ့အဲ့ကိစ္စတွေကအစားပေါ့လေနောက်ဆုံးအပန်းဖြေ ခရီးအားစားသွားလာတဲ့ကိလေသာရှိတဲ့အတွက်ကောင်းတယ်လို့ပဲဆိုကြပါလို့ပဲเนาะအဲ့တော့ဟိုဟာကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုရင်တနေ့ဦးနေသားသမီးကျွန်တော်မေဆွေဒီကရမှာကိုပိုင်စီးပွားရေးမှာမှာသူကအတက်ပညာကိုဦးစားပေးပြီးတော့အတက်ပညာနဲ့လောက်ကန်နေရတဲ့သူတွေကတော့ပိုအဆင်ပြေတယ်ဗျသူကတခုပါပဲအဲဝန်ထမ်းတွေဆိုလို့ရှိရင်တော့သူကအောက်လငယ်သားဒုက္ခပေးတာတော့ကောင်းကောင်းပြီးပြီးတော့မှာဗျသတိတော်ထားပေးပါဗျနော်မတူညီတဲ့ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေနဲ့သွားပေါင်းစည်းပြီးတော့ပြန်လဲဒုက္ခပေးတာတွေအားစားဖြစ်တဲ့ထွက်တာကိုယ့်စီကနေထွက်သွားတာလေးတွေကိုယ့်ကိုဆန့်ကျင်တော်လာတာဂုံးချောတာတွေအားစားဖြစ်တဲ့တော့ မပေါ့ပါနဲ့အောက်လက်ငယ်သားလို့ဆိုတော့လည်းပဲတကယ်တည်းကျတော့လှုပ်ဖို့ကိုင်းပဲအချင်းချင်းအားစားပါပါတယ်ဗျာနော်ဂယုစိုက်ပေးပါမမေ့ပါနဲ့ဗျာနော်သူ့လူကိုပသာလှုပ်ပြီးနောက်ကျတော့ဓာတ်နဲ့ထိုးရင်တဆုံးခံရတယ်ဗျာသတိထားပြီနော်အဲကိုပိုင်စီဝါရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဘုရားတော်ဒီကရမှာကားနဲ့ပတ်သက်ပြီးလုပ်တဲ့ကိစ္စလေးတွေအဆင်ပြေတယ်ဗျကားရောင်းဝယ်လုပ်တဲ့ဟာလေးတွေပြန်ပြီးတွက်လာလိမ့်မယ်ငွေချင်းဝယ်တဲ့လုပ်ငန်းလေးတွေကောင်းတယ်ဗျာနော်ဒေါ်လာရောင်းဝယ်တဲ့ကိစ္စလေးတွေနိုင်ငံငွေလဲကိစ္စလေးတွေအဆင်ပြေလိမ့်မယ်အဲဒါအပြင်အဲဆန်စပါးရောင်းဝယ်တူလောင်ဖောက်ကားတာတွေ မြေရောင်းဝင်လုပ်တာတွေပွဲသားတွေပါရင်လုပ်ပွဲတွေပါရင်တဲ့တာပေါ့ဗျာဒီကလာအကောင်းဆုံးပါပဲလုတ်ဖြစ်အောင်လုပ်ပါမိကောင်းစုကောင်းနေနဲ့လဲစုံစည်းရတတ်တဲ့ကိန်းလေးတွေရှိပါတယ်ဗျာနော်ဒီကလာမှာစုံစည်းရတဲ့မိတ်ဆွေတွေကကိုဘွားတို့ကကောင်းမွန်တဲ့အထောက်ပံ့ကောင်းလေးတွေပေးနိုင်တဲ့အဲမိတ်ဆွေကောင်းမိတ်ဆွေစစ်နဲ့စုံစည်းရမယ်ဆိုတဲ့ကိန်းလေးပါတော့အမရန်ကောင်းတာပေါ့ဒါအပြင်ထူးထူးခြားခြားလေးပါပဲကွဲကွာနေတာကြာပြီဖြစ်တဲ့မိတ်ဆွေတွေနဲ့ဒါမှမဟုတ်မိသားစုတွေပြန်လဲပေါင်းစည်းရတတ်တဲ့အဲ့ဒီတည်းမှာအခြေအိမ်တော်ကြီးတစ်ခုပါထည့်ပြီးတော့မှတ်ယူလို့ရပါတယ်နော်အဲကွဲနေတဲ့ကိုယ့်ရဲ့ချစ်သူတွေနဲ့ပြန်လဲစုံစည်းရတတ်တာ ကိုယ့်ရဲ့ရည်သားဟောင်းကိုယ့်ရဲ့အိမ်အောင်ဘဟောင်းကိုယ့်စီပြန်လာတာသူတို့နဲ့ပြန်လဲပေါင်းထုတ်ရတာမျိုးအစားဖြစ်တတ်တယ်။ကောင်းပါတယ်ဗျာနော်။အဲ့တော့ဘာမှတော့စိတ်ပူစရာမလိုဘူးဒီတစ်ပတ်မှာကောင်းတဲ့ဟာလေးတွေအများကြီးရှိတယ်။သို့တော့စိတ်ပူစရာလေးကဘာလေးသွားရှိလဲဆိုတော့ကျမကြီးနဲ့ပတ်သက်ရင်စိတ်ပူရတတ်တယ်။သတိထားပေး။အဲသွားတဖုံးနဲ့ပတ်သက်တဲ့ယောဂါလေးတွေပြင်းပြင်းထန်ထန်ဖြစ်တတ်တဲ့အတွက်စေယုံစေကံသွားရတတ်တယ်သတိထားမယ်။ပြီးတော့သွေးတိုးယောဂါရှိတဲ့လူတွေအထူးသတိထားပါနော်။အဲထိုး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 ဆိုရင်မထင်ကျော်ကြီးထော်ထော်ထော်အဲ့လိုမျိုးထိုးရတာရအစားပေါ့။သွေးတွေအရင်တိုးနေတယ်မယ်သတိထားနော်။သွေးသား ီးတော့အမျိုးသမီးတွေဆိုရင် သွေးသားเนาะဓမ္မရာနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နေတာများတာအဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ယောဂါတွေတက်အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေတက်အိမ်မှာရေးတေတာအလုံးတေတာဒါတွေအစားသွားဖြစ်တယ်ဂယူးဆက်ပေးပါမမေ့ပါနဲ့ပါเนาะလုတ်ဖြစ်အောင်လုတ်ပေးပါအခက်မတင်အဲ့ဒါတွေကိုအကြောင်းပြုပြီးတော့1 byte တွေပါခွဲရဆက်ရတဲ့အနေအထားကြီးဖြစ်တဲ့ကျမရေးတွေပါညံခဲ့လို့ရှိရင်သူကဇာတပရိသားဆရာဝန်တွေနဲ့ပြမယ်ဆိုရင်အနာနဲ့စိတ်နဲ့အမြဲတမ်းတိုးပြီးတော့ယောဂါတွေတက်တာပြောက်ကင်းသွားလိမ့်မယ်ကနော်စိတ်ပူစရာမလိုပါဘူးဗျ ငွေကြေးနဲ့ပတ်သက်တော့တနင်္ဂနွေသားသမီးတွေဒီကာလမှာငွေကြေးကံတွေအမရလက်လာပါလေးတွေရှင်နှန်းနေမယ်เนาะဘာမှစစ်ဖို့တရားမလို့တခုပဲရှိတာပါငွေကြေးကံတွေကဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဆိုပြီးတော့မမြဲတဲ့သဘာဝတွေတော့ရှိတာပေါ့လေဒါပေမဲ့စိတ်ကပူစရာမှမလိုတာသူကမဝင်တာထက်စားလို့ရှင်ဝင်ပြီးတော့မမြဲတာပဲရှိတာပါအဲ့တော့တမိုးကြီးကြီးမမတွေဝယ်ထားပြီးတော့စုဆောင်လာမယ်ဆိုရင်ကောင်းတယ်သို့တော့ရွှေတော့လုံးဝဝယ်လို့မရဘူးရွှေအဝင်မတော်ဘူးရှိတဲ့ရွှေတော့မှပျောက်တာပြတ်တာအပေါင်းအသံရောက်တာတွေရောင်းထုတ်ရတာတွေသွားဖြစ်တဲ့တဲ့ဘာဝရှိတယ်အတွက်တော့ရွှေတော့လုံးဝလုံးလို့မရဘူးနော် ဲ့တော့ဆက်တမွေးကြည့်တဲ့ဆက်ပစ္စည်းတွေပါလေဝင်တဲ့ gain ရှိတယ်ဖုန်းတို့လက်တော်တို့တခြားဆက်ပစ္စည်းတွေစိုင်ကယ်တို့ဆက်ဘိန်းတို့ဓာတ်ငွေအစားဝယ်ဝယ်လို့တင့်တော်တဲ့ကာလလို့ခေါ်တယ်ပြီးတော့ရှင်းဖို့ရှင်းကံကြီးမားလို့ရှိရင်ဒီကတော့မှမြေဝယ်လို့ရတယ်ဗျာအမွေနစ်တွေပါလေရတယ်ဗျာကောင်းတာပေါ့လေနော်အဲ့ဒီဟာတွေမှာပတ်စံနေရင်းနှီးမြှုပ်နှံလာလို့ရှိရင်ပို့ပြီးတော့တင့်နေရောပါလေဗျာနော်ပြညာရနေပတ်သက်လို့ရှိရင်တော့တလုံးလေးတာသမီးကျွန်တော်မိတ်ဆွေတွေဘာမှဆက်မှုတွေမလိုပါဘူးအကောင်းဆုံးကာလာတွေမှာပါပါတယ် အဲဆောင်းဝဲတွေဘာတွေဖြိုးလို့ပြီးသွားတဲ့ညီငယ်ညီမတွေရှိရင်လည်းသူကဒီကလာမှာထပ်ပြီးတော့ကျူရှင်ထပ်တရတာတွေသင်တန်းအတိထပ်တရတာတွေအားစားဖြစ်တတ်တယ်ဗျကောင်းပါတယ်သင်ပါဗျဒီကလာမှာသင်တဲ့ပညာမှန်သမျှကိုဘွားအတွက်အကြီးစွာအထောက်ပံ့ပေးနိုင်မယ့်ပညာကောင်းဆရာကောင်းတမကောင်းနဲ့ဆုံသီးရမယ့်ဂိမ်းတွေမှာပါတော့ဘာမှတော့စိတ်ပူကြမလို့ဝမ်းသာပါတယ်ဗျနော်သူတို့အတွက်အဲ့လိုလေးဟောရတာကျမ်းမာရေးစိတ်ပူပါတယ်ပြီးတော့လူရင်းလူယုံဒုက္ခပေးတတ်တယ်အောက်လငယ်သားသားသမီးဒုက္ခပေးတတ်တယ်ဆွေမျိုးညီကောင်မောင်နှမဒုက္ခပေးတတ်တယ်ဆွေမျိုးသားချင်းညီကောင်မောင်နှမအရင်ရင်းတဲ့သူတွေတဲကနေ နာရီသတင်းစကားလေးတွေကြားရတယ်အခက်မသိရင်သူတို့ကိုအကြောင်းပြုပြီးတော့ရုံရောက်ရောက်ပြဿနာဖြေရှင်းရတာဖြစ်တယ်ကိုပါလိုက်ပါဖြေရှင်းရတာမျိုးတွေဖြစ်တယ်အထူးထူးသတိထားပေးပါလို့အကြံပေးခြင်းနဲ့အစားအသောက်တွေနဲ့ပတ်သက်လို့ရှိရင်တော့ဖြစ်နိုင်လို့ရှိရင်ဘော်ဒကူနာနဲ့ပတ်သက်တဲ့အစားအစာတွေလုံးဝမစားလို့ပိုကောင်းပါလိမ့်မယ်ဗျာနော်လက်ဖက်ဝတ်သားတော့အတက်နိုင်ဆုံးရှောင်ပြီးကျန်တာလေးတွေစားခြင်းစားအဲ့ဒါတွေကတော့ဒုက္ခပေးလိမ့်မယ်သတိထားနော်အခြေအိမ်ကောင်းနဲ့ပတ်သက်လို့ရှိရင်တနင်္ဂနွေသားသမီးတွေဒီကာလမှာမမျောနိုင်မဲ့ရုပ်တရက် ချစ်သူမရှိတဲ့သူတွေဆိုတော့ချစ်သူရမယ်ချစ်သူရှိတဲ့သူတွေဆိုရင်ရုပ်တရားမမြောင်နိုင်မနဲ့ပေါ့လေအိမ်ဆောင်တွေပါလေကြားတတ်တဲ့ကိန်းတွေသွားရှိတယ်နော်ရည်ဝဲပြီးကြားတာမျိုးမဟုတ်ဘဲမထင်မှတ်ဘဲနဲ့ရုပ်တရားဘေးဘေးပြန်ပြန်နဲ့အိမ်ဆောင်ကြားဝါတာတွေအစားဖြစ်တယ်ဗျအိမ်ဆောင်ကြားတော့ကောင်းလာမင်းဆိုတော့မဆိုးဘူးပေါ့လေသို့တော့တခုတော့ရှိပါတယ်ဒီကတော့မှအိမ်ဆောင်တွေပါလေကြားလို့ရှိရင်မိသားစုညီကိုမောင်နှမတွေရဲ့စန့်ကျင်ကန့်ကွက်မှုတွေတားဆီးတာမျိုးတွေအဲကြားဝင်တာမျိုးတွေတော့ကြုံရတတ်တယ်အထူးတော့သတိထားပြီးပါလို့ထပ်တယ်လည်းအကြံပေးခြင်းနဲ့ အချစ်အိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်ဆက်လီဘုတ်တခုတာသမီတွေကောင်းကောင်းဒုက္ခပေးလိမ့်မယ်။ချစ်သူအိမ်တော်ဘက်ကအဲ့ဒီတာသမီတွေဆိုရင်ကွဲတက်တယ်ပြတ်တက်တယ်တတိယတယောက်ပေါ်လာတယ်ဖြစ်တယ်။အထူးသဖြင့်တယောက်နဲ့တယောက်ခွဲနေနေရတဲ့ပြိပရောက်နေတဲ့သူတွေအဲ့လိုမျိုးတဏှာနဲ့တဏှာအကြာကြီးပေါ်ခွဲနေရတဲ့သူတွေဆိုရင်ကိုယ်ကိုယ်တိုင်ကဖြစ်စေချစ်သူအိမ်တော်ဘက်ကဖြစ်စေတတိယတယောက်ပေါ်လာတယ်ဖြစ်ပြီးတော့နောက်ဆက်တဲ့ပြဿနာလေးတွေရှင်းရတဲ့အထူးတော့တတိထားအမှန်တန်စမ်းပွင့်တဲ့ကာလလို့တော့ခေါ်တယ်စမ်းပွင့်တဲ့ဟာလေးကိုအကျိုးရှိအသုံးချမယ်ဆိုတော့ကောင်းပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တယောက်ထက်ပိုတဲ့မေတ္တာရဲ့အရှုပ်ထွေးတဲ့ကြောင့် လက်ပိတ်တာလေးတွေဖြစ်တယ်လေသတိထားပေးပါလို့အကြံပေးခြင်းလည်းဗျာနော်အဲ့တော့တနင်္ဂနွေတန်းတမီးကျွန်တော်မိတ်ဆွေတွေမရှလ23ရက်24ရက်25 26အဲ့ရက်လေးတွေဇရိုက်ကောင်းတယ်ဗျကိုလိုသမ ्या လေးတွေအောင်မြင်တယ်ကိုပြောသမ ्या လေးတွေအဆင်ပြေတယ်လက်ညှိုးညှိုးအရေးဖြစ်တယ်ဟိုရှစ်ဘောရှစ်ငန်းကြီးတဲ့သူတွေဆိုအဲ့ကာလမှာရာလူတော်ဝင်တို့မတော်ဝင်လက်စားတို့အနေထားတွေကတစင်းမြင့်တဲ့အနေထားတွေရောက်ကိုရောက်တယ်လို့ခေါ်တယ်ကိုထက်ကြီးကတဲ့သူတွေရဲ့ကိုညီမသားဆောက်ရမှုတွေကြုံဝတ်တတ်တယ်ဗျနော်အဲတချို့တွေဆိုလို့ရှိရင်ဒီကာလမှာအမိကောင်းစီကောင်းတွေရဲ့ကိုညီပတ်မှုတွေနဲ့ အလုပ်တွေအများကြီးအဆင်ပြေတတ်တဲ့ဂိမ်းလို့ခေါ်တာယာရုကုန်ရှင်တွေကြီးတယ်လို့ခေါ်တာအမှန်တန်ကောင်းတယ်ဗျ။เจ้าနေပါလေရှောင်းအဲ့ကာလမှာကောင်းတယ်ပေါ့ရတာပေါ့လေ။ပြီးတော့ပြပသွားဖို့ကြိုးစားရဲဆိုလဲအဲ့ရဲ့ပိုင်းမှာထွက်ဖြစ်တယ်ဗျ။အလိန်ခီးစင်းတွေပါလေရှိလာမျိုးလေးတွေရအစသွားမြင်ရတဲ့မင်္ဂလာကိစ္စလေးတွေရအစပါဝင်ဆောင်ရရတာလေးတွေကိုယ်ကိုယ်နဲ့ဖြစ်တာမျိုးလေးတွေရအစဆိုတော့တော်တော်လေးအကောင်းတဲ့ရက်တွေပါပဲ။လုံမတစ်ခုစတင်လုံမဲ့ဆိုရင်အဲ့ရဲ့ဒီမှာအဓိကစတင်ပြီးတော့လိုက်နောက်ဆက်တွဲလေးတွေအဲလာမယ့်အနာဂတ်တွေအဓိကောင်းသွားလိမ့်မယ်။ဒါကောင်းသောအစပြုခြင်းလို့ခေါ်တာပေါ့။ သို့သောမစလ29 28 29အဲ့ရလေးတွေမှာတော့အညာအခိုက်တွေရှိတယ်အနိကလူယုံဒုက္ခပေးတယ်လူရင်းလူယုံဒုက္ခပေးတယ်မထင်မှတ်တဲ့သူတွေပဲဒုက္ခပေးတာဗျအဝေးရလူတွေမဟုတ်ဘူးအလုတ်ထမဆိုတော့လုတ်ဖို့ကိုင်းမအောင်လက်ငယ်သားတွေမိသားစုတွေမှာဆိုတော့သားသမီးဆွေမျိုးကြီးကိုမောင်နှမအရင်းချာတွေသူတို့ကိုအကြောင်းပြုပြီးတော့ပဲကိုကဒုက္ခရောက်တယ်လို့ခေါ်တယ်ဘယ်သူမှမယုံပါနဲ့ငွေအပေးယူလေးတွေမားနေတာမျိုးတွေဖြစ်တဲ့အတွက်သတိထားလောင်းသားလုံးပြီးတော့ဘဝပြတ်တဲ့အတွက်အခမ်းမသိရင်ရောင်ရောင်နာမည်ကိုသိခါလေးကြာစင်တဲ့အထိဖြစ်တဲ့အတွက်သတိထားရှောင်ရှားပေးပါ ကျမညာရင်စီအောင်စီကံပြရတတ်တဲ့ဂိမ်းကြီးသွားပါနေတယ်။အခက်မသိရင်ဘိုက်တွေပါတယ်ခွဲရတာ၊သွားနှုတ်ရတာ၊သွားတွေအစားထိုးရတာ၊သွားဖာရတာဒါတွေအစားဖြစ်တဲ့ဂိမ်းကြီးရှိတယ်။နော်သတိထားပါ။အသက်ရွယ်ကြီးနေတဲ့သူတွေဆိုရင်သူတို့ယောဂါနဲ့ပြင်းပြင်းထန်ထန်လေးဖြစ်တဲ့အတွက်လုံးဝပော့ဆက်မှုတွေမရှိမလုပ်ကြပါနဲ့လို့အကြံပေးချင်တယ်ဗျာနော်။အဲ့တော့ဒီကရမှာကန်ရရဲ့ထောက်ပံ့မှုတွေအပြည့်အဝရအောင်ပေါ့။အပြာရောင်အဝါရောင်မိခိုးရောင်နှက်ပြာရောင်အဲ့ဒီအကြောင်းတွေကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါ။ဒါအပြင်ဇပယ်ပန်းကြောက်စိမ်ပန်းတစ္ဆပန်းရောင်စုံ မင်းမျိုးပိုင်းရောင်စုံအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖခင်မှာဖခင်ပန်းကတာပဲဖြစ်ဖြစ်အနေအဲ့ခါနေမှာအလဘောင်ထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့တုံဆွဲပြီပါအဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေတန်သမီးတွေကောင်းတဲ့ကံလေးတွေလည်းအများကြီးရှိတယ်အနေငယ်တော့အညာအခိုက်လေးတွေကလည်းရှိတာပါဗျာအဲ့တော့အညာလေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ရရရာလေးတော့ခြေရမှာပေါ့အဲ့တော့ရရရာနေနဲ့ဘလို့ခြေသိမ့်လဲဆိုရင်အနောက်ရက်ကိုမျက်နှာမူပါစမူသာလေးတုံးမှုစားပြီးတော့မိမိတို့အလိုရှိရာဆန္ဒလေးကိုဆန္ဒပြုဆုတောင်းခြင်းအဖြစ် အလိုရှိရာဆန္ဒတွေတွေတလုံးတဝပြေဝလာပါလိမ့်မယ်။ဒါအပြင်ညက်နေဆောင်လေးတစ်ခုမှာပေါ့လေ။အဝတ်စားအဟောင်းလေးတွေလက်ထက်ကအမိုက်ပေါ်မှာကိုယ်တိုင်ကိုကြသွားပြီးစွန့်ပြစ်လိုက်ပါဗျာနော်။အဲ့ဒီမှာအကဲကိုရဲ့အဝတ်စားတွေကဝတ်လို့ရတဲ့တပတ်တော်အနေထားပေါ့ကိုကတက်နိုင်တဲ့သူတွေဆိုလို့ရှိရင်တော့ကိုထက်တစင်းလိုက်တဲ့နွားမတဲ့သူတွေကိုဒါနပြုလူတန်းပြအောင်လူတန်းပေးလိုက်ဘာဆလင်နံလေးတွေထုတ်ပေးလိုက်မှတတ်တာပါမှာမဟုတ်လို့နော်အဲ့လိုလုပ်ချင်းအားဖြင့်အညံ့လေးတွေกินပြီးကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပိုးရေးကောင်းသွားပါလိမ့်မယ်တနေ့ကနေသားသမီးအားလုံး စိတ်အချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်။